င်္ဂလာပါရှင်။တန်လင်းထားမြေဒီဇင်ဘာလ2ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်ကြည်ပြားကတင်ဆက်ပေးတော့မှာပါ။ဒီကနေ့နေ့လည်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရွှေကုတ်ကုံမျိုးကအဆောက်ဦးတရာကျော်ချိတ်ပိတ်သိမ်းဆီးလိုက်တယ်လို့စစ်ကောင်ရှင်ထုတ်ပြန်လိုက်တဲ့သတင်းနဲ့စစ်တပ်နဲ့တဟဇာတဖြစ်သူတွေကိုရွေးချယ်မဲပေးကြဖို့စစ်ကောင်ဆောင်ပြောလိုက်တဲ့သတင်းတွေကိုပါယူဆကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ ယူကရိန်းမျိုးနှမျိုးကိုရုရှားသိမ်းပိုက်ထားပြီလို့ပူတင်ပြောလိုက်တဲ့တဲ့င်။အာနာချက်ချင်းဆွလို့ဖို့ဗင်နီဇွဲလားတမရမာဒူရိုကိုထရန့်ရာဇသံပေးလိုက်တဲ့တဲ့င်တွေအပြင်အာနာသိမ်းကာလတက်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်လက်တဲ့င်တွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ ကင်းပြည်နယ်မြောက်ပြည်မြို့နယ်ရွှေကုန်းကုန်းမြို့ထဲမှာအွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားလုပ်ငန်းလုပ်ကင်နေသူတွေကိုမတွေ့ရတော့ဘဲအွန်လိုင်းလိမ်လည်မှုတွေလှုံ့ဆော်ရမှာအသုံးပြုခဲ့တဲ့တရားမဝင်အဆောက်အဦးတရားကြော်ကိုချိတ်ပိတ်သိမ်းဆီးလိုက်တယ်လို့စစ်ကောင်ပြင်ကသတင်းထုတ်ပြန်ပါတယ်။ကြားဖြန်လို့ခေါ်တဲ့အွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားလုပ်ငန်းတွေတရှိရာကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရွှေကုန်းကုန်းမြို့တစ်ထဲကိုစစ်ကောင်ပြင်တပ်နဲ့ကရင်နယ်ကြားဆောင်တပ် BGF တို့ကပြခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ကလေးကစပြီး ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေလှုံ့ဆော်ခဲ့တာပါ။နိုဝင်ဘာလ30ရက်နေ့မှာစစ်ကောင်ဖြင့်တက်ကရွှေကုတ်ကိုမြို့ရှိလူနေအဆောက်အဦတွေ၊ကိုတောင်တွေ၊စတိုကန်းတွေ၊အားကစားရုံတွေ၊ဈေးဆိုင်ခန်းတွေနဲ့အလို့သမားတန်ရာစတဲ့တရားမဝင်အဆောက်အဦတရားနီးပါးကိုထပ်မံစစ်ဆေးခဲ့ရာအွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားမှုလုပ်ငန်းတွေကိုလုံခြုံနေသူတွေကိုတော့မတွေ့ရဘဲလုပ်ငန်းလုံဆောင်ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုတဘာတဲ့ဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီရွှေကုတ်ကိုနည်းမြေတွင် online လဲလဲမှုနဲ့လောင်းကစားမှုလုပ်ငန်းတွေလှုပ်ဆောင်ရမှာအသုံးပြုခဲ့တဲ့အစာအုပ်တွေကို November လ18ရက်နေ့ကနေစတင်ဆက်ဆေးခဲ့ရ November လ30ရက်နေ့အထိတရားမဝင်အစာအုပ်140ကိုဆက်ဆေးတွေ့ရှိရပြီးအဲ့ဒီအစာအုပ်တွေကိုပြန်လည်အသုံးပြုမှုမရှိစေရေးအတွက်တင်စီချိတ်ပိတ်တာတွေကိုလှုပ်ဆောင်လျက်ရှိနေတယ်လို့စစ်ကောင်ရှင်ကဆိုပါတယ်ရှင်ဒီလိုချိတ်ပိတ်တင်စီတာကိုဆောင်ရွက်လျက်ရှိရ November လ30ရက်နေ့က တရားမဝင်အဆောက်အဦး18လုံးကိုထပ်မံချိတ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီးတရားမဝင်အဆောက်အဦးစုစုပေါင်း136လုံးကိုချိတ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီးဖြစ်ကြောင်းစစ်ကောင်ဖြင်းကထုတ်ပြန်ထားပါသည်။ရွှေကုတ်ကိုနယ်မြေအတွင်းစူပေါင်းဖော်ထုတ်ရှင်းလင်းမှုအရနိုဗင်ဘာလ30ရက်နေ့အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်နေထိုင်တဲ့ပြည်ပနိုင်ငံသားစုစုပေါင်း1954ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့လည်းဖော်ပြထားပါသည်။ဒါပြင်မြောက်ဒီတောင်ဘက် KK Park နယ်မြေထဲကား အွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားမှုလုပ်ငန်းတွေမှာအသုံးပြုတဲ့တရားမဝင်အဆောက်အဦတွေကိုလည်းဆက်လက်ဖြိုချဖျက်ဆီးပစ်ခဲ့တယ်လို့စစ်ကောင်ရှင်ကသတင်းထုတ်ပြန်ထားပါရဲ့ရှင်။လာမယ့်အထွေထွေရွေးကောက်ပွဲမှာစစ်တပ်နဲ့တဟားစာတာဖြစ်စွာလက်တွဲဆောင်ရွက်နေသူတွေကိုပဲမဲပေးရွေးချယ်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါရယ် မနေ့ဒီဇင်ဘာလတရက်နေ့ကမန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်ဇီးပင်ကြီးရှိနိုင်ငံဝန်ထမ်းတက္ကသိုလ်အထက်မြန်မာပြည်ရဲအယားရှိလေ့ကျင့်ရေးကျောင်းဇီးပင်ကြီးနယ်ဗဟိုမီသက်တင်နန်းကျောင်းပြည်ဦးလွင်တို့ကနေပြအယားရှိတင်နန်းသားတင်နန်းသူတွေနဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ စစ်ကောင်းဆောင်ရဲ့ပြောဆိုမှုဟာစစ်တပ်ကြောတော့နောက်ခံပေးထားတဲ့အငိမ့်စားဗိုလ်ချုပ်ကြီးတွေဦးဆောင်တဲ့ပြည်ထောင်စုကြမ်းခါရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုမဲပေးကြဖို့တိုက်တွန်းလာလို့နားလည်လို့ရပါတယ်။အဲ့ဒီတွဲဆောင်ပွဲမှာစစ်ကောင်းဆောင်ကရွေးကောက်ပွဲမှာမဲမတမာမှုပြုလုပ်လို့မရနိုင်အောင်မြန်မာ electronic မဲပေးစနစ် MEVM နဲ့စံနာမဲပေးနိုင်ရေးစီမံဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။ဒါပြင်တင်နန်းသားတင်နန်းသူတွေအနေနဲ့စံနာမဲပေးရမှာ ိုင်းပြည်နယ်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူတို့တောင်ဝန်အရေးသုံးပါးကိုလိုက်နာဆောင်ရွက်နိုင်သူတွေကိုပဲရွေးချယ်မဲပေးကြဖို့တိုက်တွန်းခဲ့ပါတယ်။အာနာသိန်းစစ်ကောင်ရှင်ပြုလုပ်မဲ့လာမဲ့ရွေးကောက်ပွဲမှာတော့စစ်တပ်ကြောတောင်းနောက်ခံပေးထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်လောင်းတထောင်ကျော်နဲ့အများဆုံးအမိစင်းတင်သွင်းထားပါတယ်။ပဋိပက္ခတိုက်ပွဲဖြစ်နေတဲ့နေရာဒေသတွေမှာပြုမူရမယ့်အချက်များတဲ့ရဲ့တည်ထောင်ခံကပြအရေးကြီးစာရွက်စာတမ်းများကို ကိုနဲ့တပါတယ်အမြဲသိသိယူဆောင်ပါပတ်စံနဲ့အရေးကြီးတဲ့စားရက်စားတဲ့များကိုမတူညီသောနေရာများမှာသိသိထားပါသွေးအမျိုးအစားနဲ့ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာစိတ်မှတ်တမ်းစေဝါတမတဲခြင်းနာတာရှည်ဖျားနာခြင်းစသဖြင့်ကိုသင့်အဝတ်အစားအိတ်ထဲမှာသိသိထားပါကလေးများအတွက်သူတို့ရဲ့အမိနဲ့အတူသူတို့နေထိုင်မဲ့လူကြီးရဲ့အမိနဲ့ဖုန်းနံပါတ်ကိုတူရှိရင်တေချပါစေ ခရီးသွားခြင်းကိုချော့ချရန်လူစုလူဝေးများတဲ့နေရာတွေကိုရှောင်ရှားရန်အာယုံစူးဆိုင်မှုကိုဖဆွဲဆောင်နိုင်သောအယောင်ရှိအဝတ်အစားများကိုပို့ဆင်ပါတင်ငေသားအမှတ်အသားများတရုတ်ပြခြင်းကိုရှောင်ကျင်ပါမျိုးချစ်စိတ်တင်ငေသားများတရုတ်ပြခြင်းကိုရှောင်ကျင်ပါတဲ့အိမ်နဲ့အလုံအနည်းနာမှရှိတဲ့ခိုးလုံနိုင်တဲ့နေရာများကိုတည်အောင်ပြုလုပ်ပါလူများအသုံးပြုသွားလာလေရှိတဲ့လမ်းကြောင်းတွေကိုသာအသုံးပြုပါ ုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ယူကရိန်းမျိုးနှမျိုးကိုရုရှားသိမ်းပိုက်လိုက်ပြီလို့ပူတင်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ပေပေကပြပြပေးထားပါတယ်ရှင်။ယူကရိန်းအရှေ့ပိုင်းရှိအဓိကစစ်ဘက်ဆိုင်ရာပို့ဆောင်ရေးစုရမျိုးပိုခရော့ဖ်နဲ့အရှေ့မြောက်ပိုင်းရှိဗော့ချမ်မျိုးတို့ကိုမိမိတို့တပ်တွေသိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကဒီဇင်ဘာလတရက်မှာပြောလိုက်ပါတယ်။ ခရမလင်နန်းတော်က Telegram ပေါ်မှာကြေညာထားတဲ့အဲ့ဒီမျိုးတွေတင်ပတ်ရရှိမှုကစစ်ပွဲအဆုံးသတ်ရေးအမေရိကန်ဦးဆောင်တဲ့ညှိနှိုင်းမှုတွေအတွင်းယူကရိန်းကဝါရှင်တန်ကိုသူတို့ဘက်ပါအောင်ကြိုးပမ်းနေချိန်မှာသူတို့အပေါ်ဖိအားတွေပိုများလာစေခဲ့ပါတယ်။ ဒေါ်နက်စ်ဒေတာရှိရထားလဲနဲ့ကားလန်စုရမျိုးတစ်မျိုးဖြစ်တဲ့ပိုခရိုမျိုးမှာစစ်ပွဲမတိုင်ခင်ကလူဦးရေ6000ဝန်းကျင်ရှိခဲ့ပြီးမကြသေးခင်လတွေမှာရုရှားပြင်းထန်တဲ့တိုက်ခိုက်မှုတွေရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။ရုရှားတိုက်ခိုက်မှုတွေကိုခုခံတွန်းလှန်ရင်ဂျိုးပန်းနဲ့အနေနဲ့ယူကရိန်းကအဲ့ဒီမျိုးစီအထူးတပ်ဖွဲ့တွေအပါအဝင်ပြီးခဲ့တဲ့လကအင်အားဖြည့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားစစ်သားရပေါင်းများစွာဟာအဲ့ဒီမျိုးတွေကိုထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပါလိမ့် ဗော့ချန်မျိုးနဲ့ပိုခရိုမျိုးတို့ကိုတင်ပရရှိပြီဖြစ်ကြောင်းရုရှားစစ်ဦးစီးချုပ်ကတမရပူတင်ကိုနိုဝင်ဘာလ30ရက်ကအကြောင်းကြားခဲ့တယ်လို့ခရမလင်နန်တော် Telegram မှာဖော်ပြထားပါတယ်။ပိုခရိုမျိုးရှိအဓိကရင်းမြစ်မှာရုရှားစစ်သားတွေကသူတို့ရဲ့အလံကိုစိုက်ထူနေပုံပေါ်တဲ့ဗီဒီယိုကိုရုရှားကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြခဲ့ပါတယ်။ တကယ်လို့အဲ့ဒီမျိုးကိုတိမ့်ပိုင်နိုင်ကြအောင်အတည်ပြုနိုင်နေဆိုရင်ယူကရိန်းရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေအနောက်ရှက်ရှိလာမှာဖြစ်ပြီးရုရှားအနေနဲ့အနောက်ဘက်နဲ့မြောက်ဘက်တို့နောက်ထပ်ထိုးဖောက်ဖို့ပိုလွယ်ကူသွားစေမှာဖြစ်ပါတယ်။အဲ့ဒီမျိုးတွေမှာတိုက်ပွဲတွေပြင်းထန်နေတာသတင်းပတ်များစွာကြားပြီးဖြစ်ပြီးတိမ့်ပိုင်ရရှိကြောင်းပြောဆိုမှုကလက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ်မော်စကိုကဖိအားပေးဖို့ရည်ရွယ်ပုံရပါတယ်။ သူတို့အနေနဲ့မြေပြင်မှာစီရေးအရာအသားစီးရနေတာကြောင့်ဆွေးနွေးမှုအတွင်းညှိနှိုင်းစရာမလိုကြောင်းအချက်ပြလိုတဲ့သဘောဖြစ်တယ်လို့စီရေးလေးလာသူတွေကပြောပါတယ်စစ်ပွဲအဆုံးသက်ရေးငြိမ်းချမ်းရေးသဘောတူညီမှုကိုအမေရိကန်ကုန်စလဲစတီဝစ်ကော့နဲ့မော်စကိုမှာဆွေးနွေးမဲ့နေ့မတိုင်ခင်ညမှာပူတင်ကအဲ့ဒီမျိုးနှစ်မျိုးသိမ်းပိုက်ရရှိကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပူတင်ရဲ့ပြောဆိုမှုကိုယူကရိန်းစစ်တပ်ကငြင်းဆိုထားပြီးမြေပြင်စစ်သားတွေကလည်းအဲ့ဒီပြောဆိုမှုမှားယွင်းနေကြောင်း ABC သတင်းဌာနကိုပြောထားပါတယ်။ ယူကရိန်းမျိုးတွေကိုတင်ပတ်ရရှိကြောင်းပူတင်နဲ့ရုရှားစစ်ဘက်ကအငဲဆုတ်တလို့အချိန်မတိုင်ခင် ပြောဆိုလို့ရှိပါတယ်။အဲ့ဒီမျိုးတွေမှာရုရှားထိုးစစ်ကိုယူကရိန်းတပ်တွေဆက်လက်ခုခံနေဆဲဖြစ်ကြောင်းယူကရိန်းလေကြောင်းတပ်ရဲ့အမှတ်9ခက်တပြတ်တုံ့ပြန်ရေးတပ်ဖွဲ့က Facebook ပေါ်မှာဖော်ပြထားပါတယ်။ယူကရိန်းခုခံကာကွယ်ရေးအတွက်အရေးကြီးတဲ့အမာခံနယ်မြေပိုခရိုမျိုးကိုရုရှားကတင်ပတ်ရရှိဖို့ကြိုးပမ်းတာတစ်နှစ်ခွဲကြာပြီဖြစ်ပြီးကြီးမားတဲ့ပေးဆပ်မှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့လကလည်းအဲ့ဒီမျိုးကိုရုရှားတပ်တွေသိမ်းပိုက်လူနီနီဖြစ်ခဲ့ပေမဲ့ယူကရိန်းရဲ့ခုခံမှုကြောင့်အပြည့်အဝမထိန်းချုပ်နိုင်ပေယူကရိန်းတပ်တွေကပဲဆက်လက်ထိန်းချုပ်ထားတယ်လို့အမိအခိုကင်းတဲ့စီရေးလေးလာသူတွေကပြောထားပါဗျ။ Volchance မြို့ဟာရုရှားနယ်စပ်အနီးမှာရှိတဲ့ယူကရိန်းမြို့ဖြစ်ပြီးတိမ့်ပတ်ရရှိဖို့ရုရှားတပ်ကကြိုးပမ်းနေတာလာများစွာကြာပြီးဖြစ်ပေမဲ့အခုအချိန်ထိယူကရိန်းထိန်းချုပ်မှုအောက်မှာရှိနေသေးပဲလို့လေလာသူတွေကပြောပါတယ်။ ာနာချက်ချင်းစွန့်လွတ်ဖို့ဗင်နီဇွဲလားသမ္မတမာဒူရိုကိုထရန့်ရာဇသံပေးထားပါဗျ။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရရှင်။မဇာတိခင်ကနှောက်ဦးသားဖုံးနဲ့ဆက်သွယ်မှုအတွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗင်နီဇွဲလားအာနာရှင်သမ္မတနီကိုလတ်စ်မာဒူရိုကိုချက်ချင်းအာနာစွန့်လွတ်ဖို့ရာဇသံပေးခဲ့ပေမဲ့မာဒူရိုကငြင်းဆိုပြီးသူကိုယ်တိုင်နဲ့မားမိတ်တွေကိုဒေါ်ဘာလုံးကလူငယ်ချမ်းသာခွင့်ပေးဖို့တောင်းဆိုခဲ့ကြောင်း Guardian သတင်းဌာနကဖော်ပြထားပါသည်။ ဖုန်းနဲ့ဆက်သွယ်မှုရှိခဲ့ကြောင်း Trump ကနိုဝင်ဘာ30ရက်မှာအတည်ပြုပြီးဖုန်းပြောဆိုမှုအဆင်ပြေခဲ့တယ်ဒါမှမဟုတ်ဆိုးဆိုးရွားရွားပြီးဆုံးခဲ့တယ်လို့မိမိအနေနဲ့မပြောလို့ပဲဖုန်းခေါ်ဆိုမှုတစ်ခုပဲဖြစ်တယ်လို့သတင်းတောက်တွေကပြောကြခဲ့ပါတယ်။ပုံမှန်မဟုတ်တဲ့ဆက်သွယ်မှုအတွင်းဆွေးနွေးခဲ့တဲ့အကြောင်းအရာသေးစိတ်ကိုအမေရိကန်ကရော Venezuela ကပါထုတ်ဖော်ပြောဆိုထားတာမရှိပဲနိုဝင်ဘာ21ရက်ကဆက်သွယ်ခဲ့တာဖြစ်တယ်လို့ယုံကြည်ရပါတယ်။ Venezuela မြောက်ဘက်ကမ်းလွန်မှာရေတပ်အင်အားများပြားခြားထားမှုနဲ့အတူ အမေရိကန်ကလီလာဖျားပေးအစီအစဉ်ပြုလုပ်နေချိန် Trump ကမာဒူရိုကိုအာဏာချက်ချင်းဆွန့်ဖို့ရာဇသံပေးခဲ့ကြောင်းသတင်းရင်းမြစ်တွေကမိုင်ယာမီဟာရယ်သတင်းဌာနကိုပြောပါရယ်ခမရကူတိုင်းနဲ့ခမရနဲ့ယင်းနီးသူတွေကိုကယ်တင်လို့ရပေမဲ့ခမရကူချက်ချင်းနိုင်ငံတဲကထွက်သွားရမယ်လို့ Trump ကပြောကြားခဲ့တယ်လို့ဆိုပါရယ်မာဒူရိုချက်ချင်းနှုတ်ထွက်ဖို့သဘောတူမယ်ဆိုရင်သူနဲ့သူစနီးသူသားတို့အတွက်ဘေးကင်းတဲ့လမ်းကြောင်းတစ်ခုကို Trump ကကန့်လန့်ခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်ဒါပေမဲ့ဗနီဇွဲလားသမ္မတကယာဒူကချက်ချင်းဆင်းပေးဖို့ငြင်းဆိုခဲ့တယ်လို့ဆိုပြီးဒီကမ္ဘာလုံးက သူ့ကိုတရားမစွဲဘဲပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရမယ်လို့တောက်ဆိုခဲ့တယ်လို့ဆိုပါတယ်။မာဒူရိုကနိုင်ငံရေးအရထိန်းချုပ်မှုကိုစွန့်လွတ်မှာဖြစ်ပေမဲ့စစ်တပ်ကတော့ဆက်လက်ထိန်းချုပ်ထားမှာဖြစ်တယ်လို့ပြောကြားခဲ့တဲ့အကြောင်းလည်းဆိုပါတယ်။ဗင်နီဇွဲလားလေပိုင်နက်ကိုလုံးဝပိတ်ထားဖို့ထရန့်ကကြေညာခဲ့ပြီးတဲ့နောက်မာဒူရိုကနောက်ထပ်တစ်ကြိမ်ဆက်သွယ်ဆွေးနွေးရေးပြီးခဲ့တဲ့သတင်းပတ်ကုန်ရက်ကတောင်းဆိုခဲ့ပေမဲ့နှစ်ဦးသားကြားနောက်ထပ်ဓာတ်ရိုက်ဆက်သွယ်ဆွေးနွေးမှုမရှိသေးဘူးလို့သိရပါတယ်။ပထမအကြိမ်ဆက်သွယ်ဆွေးနွေးမှုကိုဘရာဇီးကာတာနဲ့တူရကီတို့ကကြားဝင်ဆက်ဆက်ပေးခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်ဆက်သွယ်ဆွေးနွေးဖို့ဗင်နီဇွဲလာရဲ့တောင်းဆိုမှုကိုအမေရိကန်ကတုံ့ပြန်မှုမရှိဘူးလို့မိုင်ယာမီဟာရဲသတင်းဌာနကဖော်ပြပါရီဒီဇင်ဘာတရက်ကမာဒူရိုကဗင်နီဇွဲလာအနေနဲ့ကြေးကျွန်တရားရဲ့ငင်းချမ်းရေးမျိုးမလိုလားဘူးလို့ထောက်ခံသူထောင်ပေါင်းများစွာကိုပြောဆိုခဲ့တာပါကျွန်တော်တို့ငင်းချမ်းရေးလိုချင်ပါတယ်ဒါပေမဲ့အချုပ်ချာအာဏာပိုင်ဒန်းတူညီမျှမှုနဲ့လွတ်လပ်မှုရှိတဲ့ငင်းချမ်းရေးဖြစ်ပါတယ်ကြေးကျွန်တရားရဲ့ငင်းချမ်းရေးမျိုးဒါမှမဟုတ် ကိုလိုနီပြုခံရတဲ့ငင်းချိုင်းမျိုးမလိုချင်ပါဘူးလို့မာဒူရိုကကာရာကက်စ်မျိုးမှာပြုလုပ်တဲ့လူမှုစုဝေးပွဲမှာပြောပါတယ်။ဒါပေမဲ့မာဒူရိုနဲ့သူ့ရဲ့နောက်လိုက်နောက်ပါအများစုကအမေရိကန်ရဲ့စီးရေးချင်းချမှုကို၆လက်မှုလို့ရှုမြင်ကြကြောင်းဗင်နီဇွဲလားရာရှိရင်းနဲ့ပုံမှန်ဆက်သွယ်ရှိတဲ့လီလာတူတူကဆိုပါလေ2013ခုနှစ်မှာသူ့ရဲ့ရွေးကောက်ပွဲနောက်ပိုင်းဗင်နီဇွဲလားကောင်းဆောင်မာဒူရိုဟာပြည်ထနာတွေတန်းစီပြီးကြုံတွေ့ခဲ့ရပြီးမြင့်တန်နိုင်ခဲ့ပါလေထရန့်ရဲ့ပထမယာရုတက်တန်းအတွင်း အမြင့်မားဆုံးဖိအားပေးမှုကြီးမားတဲ့ဆန္ဒပြပွဲတွေတမိုင်းဝင်စီးပွားရေးချွတ်ချုံကြမှု2018ခုနှစ်မှာလှုပ်ကြံတက်ဖြတ်ဖို့ကြိုးပမ်းမှုပြီးခဲ့တဲ့နှစ်သမရရွေးကောက်ပွဲမှာရှုံးနှိမ့်ခဲ့ပုံရတဲ့ခြေနေတွေအားလုံးကိုကြော့ပြတ်နိုင်ခဲ့ပါတယ်။ငြိမ်းချမ်းရေးကြိုးပမ်းမှုအနေနဲ့မာလူရိုဆိုယာနဲ့ဗနီဇွဲလာတိုက်ခန့်ကြားဖြစ်နိုင်ခြေရှိတဲ့ဆွေးနွေးမှုတွေကိုလက်ခံကျင်းပပေးဖို့ကိုလံဘီယာသမရဂက်စတာပိုပက်ထရိုကကမ်းလှမ်းထားပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1965ရက်အတွင်းကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1965ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8503ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ3059ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8364ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဟန်စည်းခံထားရသူ800ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကိုကြီးဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။